မင်္ဂလာပါရှင်။အင်ပြလန်းချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုမှာတော့မင်းသိရေးသားထားတဲ့အာနာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုမျှဝေပေးသွားမှာဖြစ်ပါရစေရှင်။နားဆင်ကြည့်ကြရအောင်။အာနာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်ဆိုတဲ့စကားလုံးဟာတိတ်လာပါရစေ။မြမတမိုင်းစင်ကိုလေ့လာကြည့်ရင်မြမလူအဖွဲ့အစည်းထဲမှာ အာနာရှင်ဒလိဟာဆွဆွဲမြဲမြဲထွန်းကားလာတာကို တွေ့ရပါတယ်။လူများစုကအာနာရှင်ဒလိကိုစန့်ကျင်စေအောင်တော့လက်တွေ့မှာအာနာရှင်ဒလိကိုအမြင့်မလန်နိုင်တာတွေ့ရပါတယ်။ဘယ်တော့တော့အကြောင်းတရားကဗမအာနာရှင်ဒလိကိုသက်ဆိုးရှည်စေတာလဲလို့လေ့လာကြည့်တဲ့အခါဘာသာရေးဒလိမှာ အဖြေသွားတွေ့ပါတယ်။ စတိတ်ရာစုအနွယ်ထားလက်ထက်ကစပြီးဗမာပြည်တွေဟာနန်းတော်နဲ့ကျောင်းတော်အကြားဆက်ဆံရေးပြည်ပြီးအောင်တိဆောက်လာခဲ့ကြတာကိုတွေ့ရပါတယ်။ဘရင်စနစ်ဟာတအူးစံပိုင်းအာနာရှင်စနစ်ဖြစ်တယ်လို့အကျွေးမဲ့အာနာရှင်စနစ်ဖြစ်ပါတယ်။ဂယုနာရှိတဲ့မင်းလက်ထက်မှာပြည်သူဟာတတောင်တတာလုံခြုံတည်ငြိမ်မှုရှိပြီးတော့အလိုရမတ်နဲ့ဒေါသအမျက်အားကြီးတဲ့မင်းလက်ထက်မှာတော့ တည်သူလူလူဟာဆင်းရဲဒုက္ခရောက်ကြရပါတယ်။ဘယင်တွေဟာသူ့ရဲ့လက်ယုံတက်တဲ့တိုင်းပြည်ကိုအင်အားသုံးစုစည်းပါတယ်။တိုင်းပြည်ကိုစုစည်းတဲ့အခါတက်ကိုအဓိကထားပြီးသုံးတာဖြစ်လို့ရက်ဆက်တာတန်းကျုပ်တာညင်းဆဲတက်ဖြတ်တာကြောက်လန့်အောင်ချင်းချောက်ရတဲ့နီလန်းတွေကိုသုံးကြရပါတယ်။ဘယင်တွေဟာတက်နဲ့အင်အားသုံးအုပ်ချုပ်ပင်မဲ့ပြည်သူကြည်ပြူအောင်လုပ်မှလူ့ဖွဲ့စည်းကနန်းတော်ရဲ့ဖြစ်တည်မှုကိုကြည်ပြူတာမို့ ီနေရာအတွက်ဘာသာရေးကို လက်ကင်ထုတ်လို့အသုံးချတာတွေ့ရပါတယ်။ဘယင်းတွေဟာဖျားတကာအကြောင်းတကာလောက်ပြီးဗုဒ္ဓဘာသာကိုမြင့်တင်ခဲ့ပါတယ်။၎င်းမြင့်တင်မှုမျိုးကိုခံရတဲ့သာသနာမှုမင်းချင်းမြောက်တဲ့သာသနာလို့သုံးနှုံးချင်ပါတယ်။မင်းချင်းမြောက်ခံရတဲ့သာသနာဟာတိုင်းပြည်အတွင်းမှာကြဲကြဲပြန့်ပြန့်ရဲရဲဝံ့ဝံ့လွတ်လွတ်လပ်လပ်သာသနာပြုနိုင်တာမို့ သာသနာ့ဝန်ထမ်းဖုန်ကြီးတွေကဒါကိုသဘောကျပါတယ်။တိုက်နေတတ်ပါတယ်။တစ်ဖက်မှာလည်းပုထုဇဉ်ဖုန်ကြီးတွေမှုမင်းကိုကိုယ်တဲ့ဖုန်ကြီးဖြစ်စဉ်စိတ်ထပ်တန်ပြင်းပြကြပါတယ်။ပရိသေစနစ်အကျွမ်းမဲ့ဘရင်စနစ်နဲ့တဝူးဆံပိုင်းစနစ်တွေဟာလုံထုံးလုံနီးမှန်ကန်ပြီးကျိုးချောင်းစီလျော်တဲ့အုတ်ချုပ်မှုစနစ်မျိုးဖြစ်လို့မရှိပါဘူး။လူကအုတ်ချုပ်တာဖြစ်လို့ဘရင်ကလည်းဖောက်ပြန်နိုင်တယ်။ နန်းတို့ရဲ့အတိုင်းဝိုင်းကလည်းဖောက်ပြန်နိုင်ပါတယ်။မူးကြီးမှတ်ကြီးနဲ့ဆွေမျိုးမကင်းသူတွေကလည်းဖောက်ပြန်နိုင်ပါတယ်။ဘယင်စနစ်ဆိုတာအာနာရှင်ဓလေ့ဖြစ်လို့ဘယင်ကိုထိန်းချောင်းတဲ့ကျင်ထုံးမျိုးတွေမရှိပါဘူး။ရုပ်စွာအစုံတက်တော်ရှေအမတ်ခန့်အပ်ပြီးစန့်ကျင်ဘက်သဘောထားကိုနားထောင်တာမျိုးပဲရှိပါတယ်။အနာရှင်ဘယင်စနစ်ဟာလူ့ဖွဲ့စည်းတဲ့မှာတရားဝင်ဖြစ်တယ်လို့လူလူကလက်ခံနေဖို့လိုပါတယ် လူတို့ကဒီလိုလက်ခံနေဖို့အတွက်ဘယင်တွေဟာဖုံးကြီးတွေရဲ့အကူအညီကိုယူရပါတယ်။လူတို့ကအာနာရှင်ဘယင်စနစ်ကိုမဆန့်ကျင်အောင်မကန့်ကွက်အောင်မပုံကန်းအောင်နန်းတော်ကတောင်းတော်ရဲ့အကူအညီကိုယူပြီးလူတို့ကိုနားချပါတယ်။ဒီလိုနားချတာကိုလူတို့ကနာခံတဲ့အခါမှာအဲ့ဒီအောက်ချုပ်မှုစနစ်ကတရဝင်းဖြစ်လာပါတယ်။ လူအဖွဲ့အစည်းထဲမှာတရားဝင်အုပ်ချုပ်မှုစနစ်ဖြစ်လာတဲ့ဆိုရင်အင်အားမသုံးဘဲတတိငယ်ငယ်အုပ်ချုပ်နိုင်စွမ်းရှိပါတယ်။အရှိတောင်အာရှဒေသတွင်းနိုင်ငံတွေရဲ့အခြေခံဓလေ့ဟာဘာသာရေးအပေါ်မှာအခြေခံထားတဲ့အတွေးခေါ်မျိုးဖြစ်ထွန်းပါတယ်။ဒီလိုဖြစ်တာကြောင့်နိုင်ငံရေးခေါင်းဆောင်တွေဟာသူတို့ရဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်ကိုအခြေခံခန့်အောင်လုပ်ဖို့ဘာသာရေးကိုအသုံးချတတ်ပါတယ်။မြန်မာနိုင်ငံမှာအာနာရှင်ဓလေ့ တတ်ဆိုးရှိသလို၎င်းပါနာရှင်ဒလေးနဲ့အတူ ရှင်သန်ဖြစ်တည်နေတာကဗုဒ္ဓဘာသာဖြစ်နေတာကို တွေ့ရပါတယ်။ဗမာအာနာရှင်ဒလေးနဲ့ဗုဒ္ဓဘာသာ ရှင်သန်ဖြစ်ထွန်းမှုဟာမတိမ်မရိမ့်နဲ့ရှင်တွဲဖြစ်တည်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီနေရာမှာမေးခွန်းတစ်ခု မေးစရာလိုလာပါတယ်။ဗုဒ္ဓဝါဒဟာအာနာရှင်ဒလေးကိုအားပေးအားမြောက်ပြုသလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ဒီနေရာမှာ ဗုဒ္ဓဝါဒနဲ့ဗမာဘာရှင်ဗုဒ္ဓဘာသာဆိုတာကိုခွဲခွဲခြားခြားနားလည်နိုင်ပါတယ်။ဗုဒ္ဓဝါဒရဲ့မူရင်းတွင်တင်ချက်တွေကိုလေ့လာကြည့်ရင်ဗုဒ္ဓဝါဒဆိုတာဒီမိုကရေစီကျင့်စဉ်နဲ့စီလျော်တယ်၊မဆန့်ကျင်ဘူးဆိုတာကိုတွေ့နိုင်ပါတယ်။ဗုဒ္ဓဝါဒမှာဒီမိုကရေစီစနစ်ကိုထောက်ခံအားပေးတဲ့အတွေ့အခေါ်တွေရှိနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဗမာဘာရှင်ဗုဒ္ဓဘာသာမှာတော့မူရင်းဗုဒ္ဓဝါဒရဲ့အဟောနဲ့ ွေဖိနေတဲ့ယဉ်ကျေးမှုတက်လေပြန့်နှံ့ထွန်းကားနေတာကိုတွေ့ရပါတယ်။ဒီအကြောင်းတရားကပဲမြမလူဖွဲ့စည်းထဲမှာအာနာရှင်တလေနဲ့ဗုဒ္ဓဘာသာကိုအတုရှင်တွဲနေအောင်ကျေးဇူးပြုတယ်လို့ယူဆရပါတယ်။ဒါဟာနန်းတော်နဲ့ကျောင်းတော်ရဲ့အပြန်အလှန်ဆက်ဆံရေးဆက်ထုံးဖြစ်ပါတယ်။နိုင်ငံရေးစနစ်တစ်ခုရဲ့လှုပ်ထုံးလှုပ်နှီးတွေဆိုတာမှန်ကန်ပြီးကြိုးကြောင်းစီလျော်တယ်လို့လူအဖွဲ့အစည်းကလက်ခံယုံကြည်တဲ့အခါအဲ့ဒီစနစ်ကိုတရားဝင်တယ်လို့ ခေါ်နိုင်ပါတယ်။ဗမာအာဏာရှင်ဒလိဟာတရားဝင်ကြောင်းလူ့ဖွဲ့စည်းရေးမှာနားလည်လက်ခံထားဖို့ဗမာဆက်အာဏာရှင်အစိုးရအဆက်ဆက်ကဖုန်ကြီးတွေရဲ့အခန်းကဏ္ဍကိုကြကြနှနအသုံးချခဲ့တာတွေ့ရပါတယ်။ဗမာဆက်အာဏာရှင်အစိုးရနဲ့ဗမာဗုဒ္ဓဘာသာဖုန်ကြီးတွေအကြားမှာကျယ်ပြန့်တဲ့ဆရာတကာဆက်ဆံရေးကျင့်သုံးရှိနေပါတယ်။ဒါကိုဒီကနေ့ကာလတွေမှာတွေ့မြင်နိုင်ပါတယ်။ဗုဒ္ဓဘာသာဟာ အာနာရှင်ဗမာမင်းတွေလက်ထက်မှာနှစ်ပေါင်းများစွာထုံကားလာခဲ့ပြီးအာနာရှင်ဘရင်စနစ်နဲ့ပဋိပက္ခဖြစ်တဲ့အထောက်အထားဆိုလို့မရှိသလောက်ပါပဲလို့သမိုင်းဆရာဒေါက်တာအောင်ခင်ကရေးပါတယ်အမျိုးသားရေးဝါဒဟာဗမာအာနာရှင်ဒလိနဲ့ဗမာဗုဒ္ဓဘာသာဒလိမှာစုံချက်အနေနဲ့ရှိနေတာတွေ့ရပါတယ်ဒါကြောင့်ဗမာမြန်မာအမျိုးသားရေးဝါဒလို့ပြောရင်လက်နက်ကင်ထားတဲ့အာနာရှင်ဒလိမှာတွေ့ရတယ်လို့ ဗုဒ္ဓဘာသာဖုံးကြီးတွေထဲမှာလည်းအမျိုးသားရေးဝါဒကိုတွေ့ရပါတယ်။အာနာရှင်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်လို့သမုတ်ချင်းဟာအကြောင်းအကျိုးဆက်ဆက်နေကြောင်းရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။